ာအုပ်ပေါင်း900ကျော်ပါဝင်တဲ့ဟောင်ကောင်အခြေစိုက်အာရှအနုပညာမော်ကွန်းတိုက်ရဲ့ရွေးရှားစာကြီးတိုက်ကိုအလံပြဖျားလန်းဘော်က New Zero Aspect ပြကန်းမှာ January 9ရက်နေ့အထိဖွင့်လှစ်ထားပါတယ်။ဘာဖြစ်လို့ရွေးရှားအနုပညာစာကြီးတိုက်နေရာတွေပြောင်းပြီးဖွင့်နေတာလဲ။အာရှမှာရှိတဲ့အနုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေကိုမှတ်တမ်းအနေနဲ့စုဆောင်းပြီးအာရှမော်ကွန်းတိုက်လုပ်ဖို့အာရှနိုင်ငံတွေမှာရွေးရှားစာကြီးတိုက်ဖြစ်ဖွင့်လှစ်ပြသသလိုစာအုပ်တွေလည်းအလှူခံပါတယ်လို့စီစဉ်သူကဆိုပါတယ်။ မြန်မာအမှုပညာရှင်တွေနဲ့တွေ့ဆုံပြီးသူတို့လိုချင်တဲ့စာအုပ်တွေနဲ့သူတို့မှာရှိတဲ့အမှုပညာဆိုင်ရာစာအုပ်တွေကိုလည်းပြသထားပါတယ်လို့ပြောပါတယ်။ရန်ကုန်မှာအမှုပညာဆိုင်ရာစာအုပ်တွေအများကြီးရှိပေမဲ့နေရီမှာမျှတာတဲ့အခွင့်အလမ်းရဖို့သူတို့စီအမှုပညာစာအုပ်တွေမျှဝေနိုင်ဖို့အခွင့်အလမ်းလည်းဖြစ်တဲ့အကြောင်းအမှုပညာရှင်တွေရဲ့အတွေးခေါ်တွေကိုတီထွင်ကြံစမ်းမှုပိုရှိအောင်ဖွင့်ပေးတဲ့စာအုပ်တွေဖြစ်တာမို့ စာမဖတ်ဖြစ်ခဲ့ရင်တောင်စာအုပ်အညွှန်းတွေကိုလိုအပ်ရင်အသုံးပြုစေခြင်းနဲ့လို့ဇွန်ဇန်တောင်တိုင်းကရှင်းပြပါတယ်။ပေးရှားပါရှိအမှုပညာရောသူရှိဆောင်တဲ့အကောင်လုံး collect လုပ်တယ်။ပြည်သူ data အနေနဲ့ archiving အဲ Asia လို့နာမည်ပေါ်မှာဖြစ်တယ်လို့ပြောတယ်။အဲ့ကစားသူရဲ့ရည်ချက်ကဒါလဲဆိုရင် Asia မှာရှိအမှုပညာရှင်တွေအကောင်လုံးရဲ့အမှုပညာတွေကိုမှတ်တဲ့အနေနဲ့ယူထားဖို့နော်။အဲ့ကစားတော့ ဒီ Asia လရှိရဲ့နိုင်ငံတွေနဲ့ပြီးတော့အခုလိုစာကြည့်လိုက်တာ mobile တွေနဲ့နဲ့ပြီးတော့လုပ်ပြီးတနေငယ်ပြီးတနေငယ်ပြီးလူပညာဆောင်တွေအဲကျွန်တော်တို့မှာတော့တော်တော်များများရှိရတယ်နယ်တွေဘက်ဟိုလူပညာလက်အလံဝေးအများကြီးသွားနိုင်တယ်လုပ်နိုင်တယ်ဆိုရင်တော့စိတ်ဝင်စားတယ်လို့ဒီအနုပညာကိုတနေငယ်လုံး အနေနဲ့ရှောက်နိုင်တဲ့ရွေးချယ်ပေါ့ရှောက်ရှောက်ဖို့အခုနိုင်အစာပေါ့ဒီရောက်တယ်မြောက်တယ်ပြောတတ်တယ်ဒီစာအုပ်တွေကအလုပ်ပြန်ဆုံးပြီးကောင်းတယ်သူရဲ့အတွေးခေါ်တွေပေါ့ဒီ creative ဖြစ်အောင် creativity ဖြစ်အောင်ဖိတ်ပေးတဲ့စာအုပ်တွေပေါ့အဲ့အဲ့ဒီစာအုပ်တွေဖြစ်တယ်အဲ့ဒီစာအုပ်တွေကျွန်တော် မြန်မာကြည့်သင်ကြတယ်မြန်မာကြည့်ဒါဖက်သိချင်တယ်လာမဖက်ဒီမှာဒီဆောင်အမျိုးလေးရှိထားသိချင်တယ်နော်ဘာတခါတော့အဲ့ဒီတော့လို့မကြခင်မှာလဲမန္တလေးမှာရွေးရှားစာကြည့်တိုက်တွားဖွင့်မှာဖြစ်လို့စိတ်ဝင်စားတဲ့နေမျိုးတွေကလည်းဆက်သွယ်လို့ရပြီးသူတို့စာကြည့်တိုက်မှာအခမဲ့လာဖက်နိုင်ပါတယ်လို့ဆိုပါတယ်